ရှင်တယောက်လျက်တပြတ်ဆိုသလိုပဲမိနကလင်းဟွမ်ရဲ့အသက်ကိုရအောင်နှုတ်ယူလိုက်နိုင်ပါတယ်။ဝူဖောင်မင်းကတော့သူ့ဆရာလင်းဟွမ်ကိုခြံထားခဲ့ပြီးအရှိတတဲ့ကိုသာထွက်ပြေးသွားခဲ့ပါတယ်။ဝူဖောင်မင်းကသူ့ဆရာရဲ့တပ်သားတွေကိုပါပူးပေါင်းကင်တွယ်ပြီးတန်တန်တိုက်စစ်ကိုစတင်ဖို့ကြံစည်နေခဲ့ပါတယ်။ငါနေဆောင်တဲ့အချိန်မှာတော့ပြန်ကျင်းနေတဲ့ဝေတက်သားတွေအကုန်လုံးဝူဖောင်မင်းရဲ့အမိတ်အတိုင်းနေရာတစ်ခုစီကိုစုခွာသွားခဲ့ကြပါတယ်။အခုအချိန်နေရဆိုရင်ချင်းနိုင်ငံရဲ့တပ်ဖွဲ့၃ခုအတူပူးပေါင်းပြီးကျူးရောက်ဒေသကိုသိမ်းပိုက်လိုက်နိုင်ကြပြီဖြစ်ပါတယ်။ ရှင်ကားတော့ဝူဖောင်းမင်းနဲ့လင်းဟွမ်ကိုမှားရပြီးတုတ်တင်မိတာကြောင့်လူဝေရဲ့ထောင်းတာကိုခံနေရပါတယ်ဝဘန်ကတော့ဇီအောင်စီကနေရရှိလာတဲ့ဒဏ်ရာတွေကိုကုသဖို့ခဏတာအနားယူနေခဲ့ပါတယ်။စစ်တူကြီးထံဘက်ကတော့ဒီတိုက်ပွဲကိုအနိုင်ရရှိသွားပေမဲ့တပ်သားတွေဟာအိမ်ပြန်ခွေရမှာမဟုတ်ကြောင်းနဲ့ကျူးရောက်ဒေသမှာပဲခံတပ်တခုကိုတိစောက်ကြမှာဖြစ်ကြောင်းအကုန်လုံးကိုအတည်ပြုလိုက်ပါတယ်။ကျူးရောက်ဒေသမှာခံတပ်တိစောက်ဖို့ဆိုတာအင်အားလုံးရင်းသုံးပြီးတိစောက်မယ်ဆိုရင်တော့တစ်နှစ်လောက်တော့အနည်းဆုံးကြာမှာဖြစ်ပါတယ်။ ချင်းနိုင်ငံဘက်ကလည်းကျူးရောင်ဒေသကိုအမိသဟဲပြုပြီးဝင်းနိုင်ငံကိုရောက်အောင်တိတ်ပိုက်ချင်တာကြောင့်မဖြစ်နိုင်လေဖြစ်နိုင်အောင်ကြိုးစားကြမှာဖြစ်ပါတယ်။ဒီလိုနဲ့ချင်းနိုင်ငံဘက်ကကျူးရောင်မှာမျိုးကြီးတစ်မျိုးကိုပုံဖော်တည်ဆောက်နေခဲ့ပါတယ်။ဒီနေရာမှာဖရှင်တက်စုကလည်းကျူးရောင်ဒေသကိုဆက်လက်ကာကွယ်နေခဲ့ရပါတယ်။ဒီအချိန်ဝင်းနိုင်ငံရဲ့စစ်ကြောင်းတစ်ခုနဲ့ချောင်းလရဲ့တက်စုတို့တိုက်ခိုက်နေတဲ့ဆိုတဲ့တဲ့ကရှင်းစီကိုရောက်ရှိလာခဲ့ပါတယ်။ဒါကတော့ကျောင်းနိုင်ငံရဲ့ဟန်ချမ်းမျိုးဖြစ်ပြီးလီမူနဲ့သူ့ရဲ့တပည့်တွေဟာချင်းနိုင်ငံရဲ့လှုပ်ရှားမှုချူနိုင်ငံရဲ့စစ်အင်အားတွေကိုလေလာသုံးသပ်နေခဲ့ကြပါတယ် ဒါအပြင်ကျမ်းမင်းသားရဲ့နန်းတက်ပွဲကိုလည်းလီမူတယောက်တော်တော်လေးစိတ်ဝင်စားနေခဲ့ပါတယ်။ရှမ်းရောက်နန်းတော်ပါလဲအမတ်တိုင်းကကျူးရောက်ဒေတာအပေါ်မှာငွေရင်အားအလုံးအရင်အသုံးပြုနေတာကိုရပ်တန့်ဖို့တောင်းဆိုနေခဲ့ကြပါတယ်။ဒီအချိန်နန်းတော်တဲကိုမဲတော်ဘရင်မတယောက်ကြွားရောက်လာခဲ့ပြီးချင်းတိုင်းပြည်ကတင်ပိုက်ထားတဲ့ရှမ်းရောက်ဒေတာနဲ့ကျူးရောက်ဒေတာနှစ်ခုကိုပေးရဖို့တောင်းဆိုလာခဲ့ပါတယ်။ပါလို့ဆိုကျူးရောင်ကိုတိဆောက်တဲ့နေရာမှာချင်းတိုင်းပြည်ဘက်ကငွေရင်အားကိုတုံးဆွဲနေရတာဖြစ်ပြီးမဲတော်ဘီရင်မကိုသာပေးရလိုက်မယ်ဆိုရင်ချင်းတိုင်းပြည်ဘက်ကငွေရင်အားကိုထပ်မံတုံးဆွဲเสียရမလိုအပ်တော့ပါဘူး။ မဲတော်ဘရင်မမှာအင်တော်ကြီး၃ခုကရှိနေတာကြောင့်ဒီအင်တော်ကြီး၃ခုကပဲငွေကြေးကိစ္စကိုစီမံသွားမှာဖြစ်ပါတယ်။ချင်းနိုင်ငံနဲ့မဲတော်ဘရင်မကြားကိုဆက်သွယ်ပေးမဲ့ကုန်းကုန်းတယောက်ကိုလည်းမိတ်ဆက်ပေးခဲ့ပါတယ်။အဲ့ဒီကုန်းကုန်းရဲ့နာမည်ကတော့အိုင်လို့ခေါ်ဆိုပြီးလူပွေးစီလွတ်ထားတဲ့ယောက်ျားအပျော်တဲ့တယောက်လည်းဖြစ်ပါတယ်။မဲတော်ဘီဖီးယားနဲ့လူပွေးတို့ရဲ့ဖီအားကြောင့်ဂျမင်းသားကလည်းအများကြီးမဆုံးဖြတ်နိုင်ခဲ့ပါဘူး။ဒါကြောင့်ဂျမင်းသားအနေနဲ့ရှမ်းရောက်ဒေသနဲ့ကျူးရောက်ဒေသတစ်ခုကိုမဲတော်အားခွင့်ပြုပေးလိုက်ရပါတယ်။လီရှိကတော့တချို့တယောက်ကိုမဲတော်မီဖီးယားနဲ့အိုင်လို့ရဲ့ဆက်ဆံရေးကိုစုံစမ်းဖို့စီလွတ်ခဲ့ပါတယ်။ မဲတော်မိဖုရားနဲ့အိုင်တို့ကတိတ်တိတ်ပုံညာနေကြတာမျိုးဖြစ်ပြီးကလေးတွေပါရှိနေခဲ့ပါတယ်။မဲတော်ကအိုင်နဲ့အတူချင်းတန်းပြည်ကိုစန့်ချပြီးတိုင်းပြည်အသည်တစ်ခုကိုတည်ထောင်ချင်နေတာလည်းဖြစ်ပါတယ်။တရင်သွားယူတဲ့တရှုကလည်းမူထားတယောက်ရဲ့တိုက်ခိုက်မှုကြောင့်အစိတ်အသင့်ပြီးသေဆုံးသွားခဲ့ပါတယ်။လူဤຫນွေဦးနဲ့စာဦးကာလာဆိုတဲ့စာဦးကတရုတ်နိုင်ငံရဲ့နာမည်ကျော်ကြားလူတည်များတဲ့ဆွေဆုံချမ်းတစ်ခုဖြစ်ပြီးအဲ့ချမ်းစာဦးကိုလူပဝေးကရေးသားပြုစုခဲ့ပါတယ်။လူပွေးကစာပေပိုင်းဆိုင်ရာမှာလည်းလိုက်စားမှုရှိတာကြောင့်အများပြည်သူလေလံနိုင်အောင်သိပ္ပံနဲ့ဆိုင်တဲ့ဆွဲဆုံချမ်းတစ်ခုကိုပါခင်းကျင်းပြသထားခဲ့ပါတယ် မေတော်ဘုရင်မကတော့သူ့သဘောဆန္ဒအတိုင်းကျူးကျောင်တဲ့ရှမ်းရောက်ဒေသနှစ်ခုကိုအိုင်နဲ့အတူအုပ်စိုးနေခဲ့ပါပြီ။ခြံပင်းကတော့ဝေကိုစိတ်ပူစရာမလိုအပ်ပင်ပဲပြန်လဲလှုပ်ရှားနေတဲ့လီဘူးနဲ့အကြောင်းနိုင်ငံကိုတော့တတိထားဖို့လိုအပ်ကြောင်းတင်ပြခဲ့ပါတယ်။ခြံပင်းကသူ့ရဲ့ကိုယ်ပိုင်တက်တစ်ခုကိုပါရှမ်းရောက်ဒေသကိုဆေးလွတ်ထားတာကြောင့်တရင်အချက်လက်အတွက်စိတ်ပူစရာမလိုအပ်ကြောင်းအကြံပေးခဲ့ပါတယ်။ခြံပင်းကလင်းရှိလိုမျိုးမဟုတ်ပဲရာသမျှအချက်အလက်တွေကိုကြံမင်းသားထံတင်ပြပေးနေခဲ့ပါတယ်။ကျူးကျောင်မှာကာကွယ်နေတဲ့တပ်သားတွေကိုတည့်ရပီတည့်ရနေရာပေါင်းစုံကိုပို့ဆောင်နေခဲ့ပါတယ်။ နေရာပေါင်းစုံကတပ်သားတွေနဲ့ပြည်သူတွေကတော့ထိုင်းရံမျိုးမှာစုဝေးကုန်ကြပါတယ်။မဲရော်နဲ့အိုင်တို့ကထိုင်းရံမျိုးကိုအပိုင်သိပြီးအိုင်ဆရဲနိုင်ငံအသစ်ကိုချင်းရဲ့ခွင့်ပြုချက်မရဘဲတည်ထောင်လိုက်ကြပါတယ်။ကျူးရောက်မှလည်းတပ်သားအင်အားကအယံနေပါသွားတာကြောင့်ဝေနံကန်ရဲ့ဝင်ရောက်တိုက်ခိုက်မှုကိုခန့်စားနေကြရပါတယ်။အမတ်ချောင်ဝက်ဘက်ကလည်းမဲရော်ရဲ့နိုင်ငံတော်ပုံကံမှုကိုဖြည့်ရှင်ဖို့တနမန်တွေကိုစေလွှတ်ခဲ့ပေမယ့်မဲရော်ဘီယမကလူပွေးမဟုတ်ရင်ချမ်းမင်းသားနဲ့ပဲစကားပြောခြင်းတယ်လို့တောင်းဆိုတာကြောင့်မတက်တာတဲ့အဆုံးမှာချမ်းမင်းသားကိုပဲတင်ပြလိုက်ရပါတယ်။ ဒီအခြေအနေကချွန်းချောက်ကိစ္စလိုမျိုးနိုင်ငံသားအချင်းချင်းပြည်လဲတက်ခရရမယ့်ကိစ္စတစ်ခုဖြစ်တာကြောင့်အမတ်ချန်ပင်တယောက်ခေါင်းအေးအေးနဲ့စဉ်းစားနေခဲ့ပါတယ်။ချင်းနိုင်ငံကိုဖျက်ဆီးချင်နေကြတဲ့အခြားတိုင်းပြည်တွေကလည်းအိုင်နိုင်ငံဘက်ကိုရှေ့တမျိုး၊ကွေရာတမျိုးကူညီထောက်ပံ့နေကြကြပါတယ်။အဆိုရအောင်ကတော့ချင်းနိုင်ငံကအိုင်နိုင်ငံဘက်ကနေချင်းနိုင်ငံကိုထပ်မံကျူးကျော်လာတဲ့ကိစ္စဖြစ်ပြီးမန်းဦးနဲ့မန်းဖျံတို့တာဖာနေယောက်ကတားဆီးနေကြကြရပါတယ်။သူကအိုင်အတွက်နေဆက်ရီသားကိုသာတင်ပေးနိုင်ခဲ့မယ်ဆိုရင်တေချာပေါ့အလဲတိုင်းပြည်ရဲ့ရှစ်ခုမြောက်နိုင်ငံတစ်ခုဖြစ်လာတော့မှာပါ။မေတော်ဘုရင်မကိုနားချဖို့လူပွေးတယောက်ရောက်လာခဲ့ပါတယ်။ ဒါကတော့လူပဝေးကမဲတော်ဗဇင်မားကိုပူပန်ခဲ့တဲ့အတိတ်ကာလတစ်ခုဖြစ်ပြီးအဲ့ရဲ့ချိန်လုံးကတော့မဲတော်ဗဇင်မားဟာအယံကိုမှဖြူစင်ခဲ့သူပါအကြောင်းတွေကိုခြေမုံခဲ့တဲ့လူကတော့လူပွေးဖြစ်ပြီးမေတော်ပရှင်မကိုသူ့ဘဝတက်လန်းအတွက်ရှင်ဘရင်ရဲ့လက်ထဲကိုထိုးကျွေးခဲ့တာဖြစ်ပါတယ်။မေတော်ပရှင်မကမနေစင်းတဲ့လူတယောက်နဲ့အတူနေခဲ့ရပြီးမမွေးခြင်းနဲ့ကြံမင်းသားကိုပါမွေးဖွားခဲ့ရတာပါ။တကယ်တမ်းမေတော်ပရှင်မမြတ်တာမျှခဲ့တဲ့ဟာလူပွေးတယောက်ထဲသာဖြစ်ပြီးအခုအချိန်ကြာမှလူပွေးဘက်ကမေတော်ပရှင်မရဲ့နှလုံးသားကိုတနည်းအားရမှအခုအချိန်ထိတင်ဆက်ထားကြောင်းလာပြောပြခဲ့တာပါ။ လူပွေတရားပြောခြင်းအားကိုပြောပြီးအေးစစ်စစ်ထွက်သွားနိုင်ခဲ့ပေမယ့်မေရော်ဘီဘီယာကတော့စိတ်တန်ရာပလက်ပွားနဲ့သာချန်ခဲ့ရပါတယ်။ကျူးရောက်ဒေသကိုတော့အင်အားအရှန်နှေးပါသွားတဲ့ဝေတိုင်းပြည်ကဆက်လက်မကျူးကျော်တော့ပါဘူး။ဒါပေမဲ့အခြေအနေမတည်ငြိမ်သေးတာကြောင့်ကျူးရောက်ပါတဲ့စုချီးမြှင့်ပွဲတစ်ခုကိုပြုလုပ်ပေးခဲ့ပါတယ်။စစ်သူကြီးထံကတော့တရားဝင်စစ်သူကြီးတရားအဖြစ်ချီးမြှောက်ခြင်းကိုခံခဲ့ရပါတယ်။ဝမ်ဘန်းနဲ့ရှင်တို့ကလည်းတသား9000ကိုဥဆောင်နိုင်တဲ့ကွန်မန်တာရီအဖြစ်ယာတုတုခဲ့ကြပါတယ်။ တကယ်တမ်းအမိတ်အရာဆိုရင်ဝက်ဘက်ကစစ်သူကြီးယာရုအထိတိုးခဲ့တယ်ဆိုပေမဲ့စစ်သူကြီးထံကလိုအပ်နေတဲ့အတွေ့အကြုံတွေကိုရှာဖွေစေချင်တာကြောင့်လူ9000ကွန်မန်တာယာရုကိုသာပြည့်ရခဲ့တာဖြစ်ပါတယ်။ဝက်ဘန်ကတော့လူဝေနဲ့အတူတိုက်ပွဲဝင်ရမှာမျိုးဖြစ်ပြီးရှင်ကတော့လောင်နဲ့အတူတိုက်ပွဲဝင်ရမှာဖြစ်ပါတယ်။ရှင်ကတော့ဂျမ်မင်းသားနန်းတက်ပြီးတာနဲ့စစ်သူကြီးဖြစ်လာအောင်ကြိုးစားကျင်နေခဲ့ပါတယ်။အိုင်နိုင်ဂန်တော်ကတဖြည်းဖြည်းအင်အားကြီးမလာတာကြောင့်အိုင်ဘရင်ရဲ့အပြုအမူတွေကလည်းစတင်ပြောင်းလဲလာခဲ့ပါတယ်။ဘာလို့ဆိုနိုင်ငံတိုင်းကအိုက်တိုက်ပြီးကိုမြောက်စားလာတာကြောင့်အသက်ပြအမြောက်အများကိုရရှိပိုင်ဆိုင်လာခဲ့ပါတယ်။ ီလိုမျိုးရရှိလာတဲ့အတက်ပြားရဲ့တဝက်တတီကိုချင်းနိုင်ငံစီမှာအခွင့်အနေနဲ့ပြန်လည်ပေးဆောင်ရပါတယ်။အိုင်ဘရင်ကအခွင့်မပေးဆောင်ချင်တာကြောင့်ချင်းကိုပါတိမ့်ပိုက်ဖို့အထိစဉ်းစားလာခဲ့ပါတယ်။ဒီအကြံကိုမဲတော့ဘရင်မကတော့လုံးဝသဘောမတူခဲ့ပါဘူး။ဒါကတော့အကြံပေးဟုလီဖြစ်ပြီးအိုင်ဘရင်ကိုရှမ်းရောက်အားတိုက်ခိုက်ဖို့အကြံပေးနေခဲ့ပါတယ်။စီဝမ်ဒီဒေတာမှာတော့ရိုးရနှစ်တကူပွဲတော်တစ်ခုကိုကျမ်းမင်းသားနဲ့အတူပြုလုပ်ချင်ပါခဲ့ပါတယ်။ကျမ်းမင်းသားကတော့ဒီနှစ်ထဲမှာပဲနန်းတက်ဖို့ရှိနေခဲ့ပါတယ်။ရှင်တယောက်ကမန်ဒါလောင်နဲ့အတူအလုပ်တွေလုပ်ရတာကြောင့်စိတ်အကြီးအကျယ်မြင့်နေခဲ့ပါတယ်။ ဒါကြောင့်လူ3000ကွန်မန်တာ6လိမ့်နဲ့အတူတစ်ခွက်တစ်ဖလာတောက်တုံးခဲ့ပါတယ်။အခုဆိုရင် Fashion တက်ခွက်မှာကွန်မန်တာ2ယောက်ပေါက်လိုက်ရင်စုစုပေါင်းလူ8000တောင်ရှိနေခဲ့ပါတယ်။ဒါကြောင့် Fashion တက်ရဲ့ဂုံးတရင်ကိုကောင်းမှုအောင်ဆက်လက်လှုပ်ဆောင်ခြင်းနေခဲ့ပါတယ်။ဂျမင်သားကတော့သူ့ရဲ့နန်းတက်ပွဲအတွက်ဝစ်ဆောင်ကိုတိတိကျကျရွေးချယ်နေခဲ့ပါတယ်။အမတ်ချောင်းဝန်းကတော့အကိုဘီရဲ့တက်ခွက်ကိုပြန်လည်ခေါ်ဆောင်ထားခဲ့ပြီးဂျမင်သားနဲ့တော်ဝင်သွေးတွေကိုကာကွယ်စေခဲ့ပါတယ်။ဂျမင်သားရဲ့နန်းတက်ပွဲကိုဖျက်ဆီးဖို့လူပွေးကကြိုတင်ပြင်ဆင်ထားတာရှိပါတယ်။ IDBM movement တွေကတော့အိုက်ဘရင်ကိုချင်းနိုင်ငံရဲ့ဘရင်အဖြစ်ပြမြောက်ချင်တာကြောင့်ချင်းနိုင်ပြည်ကိုတိုက်ခိုက်သိမ်းပိုက်ဖို့လှုံ့ဆော်နေခဲ့ပါတယ်။ဒါကတော့ IDP ရဲ့စုစုကြီးဖောင်းဦးကြီးဖြစ်ပြီးအကြံပေးဟူလီနဲ့အတူပူပေါင်းကရှမ်းရောင်နယ်တော်ကိုသိမ်းပိုက်ချင်နေခဲ့ပါတယ်။အိုင်ဆိုရငယ်ကလေးတဲကအနေကဘဝနဲ့နေထိုင်ရှင်တန်ခဲ့ရတဲ့စင်ရသားတယောက်ဖြစ်ပြီးလူပူရဲ့ကောင်းမှုကြောင့်သာမေတော်ဘဇင်မအတွက်ယောက်ျားအပြော်တဲ့တယောက်ဖြစ်လာခဲ့ရတာပါ။မေတော်ဘဇင်မကလည်းအိုင်နေကြတဲ့ကိုဝင်ကိုလူမသိသူမသိအောင်မွေးဖွားခဲ့ပြီးဒီမီတာစုနဲ့အတူအေးစစ်စစ်နေထိုင်ဖို့ IDP ကိုတီထောင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် idea သူ့ရဲ့အတွေးတွေကိုပြောင်းလဲပြီးတိုင်းပြည်ကိုအေးအေးချမ်းချမ်းအုပ်ချုပ်ဖို့သာဆုံးဖြတ်ထားခဲ့ပါတယ်။ဟူလီကတော့အိုင်ဘရင်စီကိုသွားပြီးရှမ်းရောင်မှာမဲတော်မီဘရားနဲ့ကလေးကိစ္စကပြန့်နေနေတာကြောင့်အိုင်တိုင်းပြည်ကိုဖျက်ဆီးတော့မယ်ဆိုပြီးလာရောက်တရင်ပေးခဲ့ပါတယ်။ဒါပေမဲ့အိုင်ဘရင်ရဲ့ဘက်မှာတော့ဘာတုံ့ပြန်မှုမှမရှိခဲ့ပါဘူး။ဆယ်ရက်လောက်ကြာတဲ့အထိဘာတုံ့ပြန်မှုမှမရှိသေးတာကြောင့်ဟူလီတယောက်မဲတော်မီဘရားကိုပဲပြဿနာရှာဖို့ဆုံးဖြတ်ထားခဲ့ပါတယ်။ဟူလီကတော့မဲတော်နဲ့အိုင်ရဲ့တိတ်တိတ်ပုတ်ကလေးကိစ္စကိုပါတရင်ဖြန့်ထားခဲ့ပါတယ်။ ဒါကြောင့်မူကြီးမဲ့ရရဲအကုန်လုံးကရှမ်းရောင်ကတက်တွေရောက်မလာခင်ရှမ်းရောင်ကိုချီတက်တိုက်ခိုက်ဖို့အကြံပေးခဲ့ကြပါတယ်။ဟူလီကိုချူနိုင်ငံဘက်ကနေငားရမ်းထားတာဖြစ်ပေမဲ့ချူနိုင်ငံဘက်ကလည်းအခုလောက်ကြီးအထိအတွင်းရေးတွေကိုမသိနိုင်ပါဘူး။ဒါကြောင့်မဲတော်မီဖျားအနေနဲ့ဟူလီကိုဘသူကချိုးကန့်နေတာဖြစ်မလဲလို့စဉ်းစားမိခဲ့ပါတယ်။မဲတော်စဉ်းစားနေတော့မှပဲဟူလီကရွေးချယ်စရာနီလန်နှစ်ခုကိုဝင်ရောက်တင်ပြလာခဲ့ပါတယ်။ပထမနီလန်ကတော့အင်အားနေပါနေတဲ့ရှမ်းရောင်ဒေသကိုဝင်ရောက်စီးနင်းဖို့ဖြစ်ပြီး ဒုတိယနီလန်ကတော့တဘောင်အိုင်နဲ့မိဖုရားအဘဝင်ကလေးနှစ်ယောက်ရဲ့ခေါင်းတွေကိုဖြတ်တောက်ပြီးရှမ်းရောက်ကိုအញ្ញံခံမဲ့နီလန်ပဲဖြစ်ပါတယ်။ဟူလီကတော့အညာတစ်ခုဖြစ်တဲ့ကလေးနှစ်ယောက်ကိုထိ ंछ ုပ်ပြီးရှမ်းရောက်ကိုကျူးကျော်ခိုင်းခဲ့ပါတယ်။ကလေးနှစ်ယောက်ရဲ့အတက်ကအရန်အရေးကြီးတာကြောင့်ရွေးချယ်စရာမရှိတော့တဲ့အစိုးမေတော်မိဖုရားကလည်းရှမ်းရောက်ကိုနန်းတက်ပွဲချရင်ကျူးကျော်သိမ့်ပိုက်ဖို့သဘောတူလိုက်ပါတယ်။ဖရှင်တက်စုပါဝင်တဲ့ချန်နယ်ကရဲ့စစ်ကြောင်းတွေကတော့ကျူးရောက်ဒေတာကိုခြေကုပ်ရှာယူပြီးဝေတိုက်ပီကိုဆက်လက်ကျူးကျော်နေခဲ့ကြပါတယ်။ ချင်းနိုင်ငံဘက်ကနေပြီးအသာစီရရှိထားတာကြောင့်ဝေတိုင်းပြည်ရဲ့ခံတပ်တွေကိုလေလေကူကူပဲတင်းယူနိုင်ခဲ့ကြပါတယ်။ဒီအချိန်သတင်းပို့တဲ့သူတယောက်ရောက်လာခဲ့ပြီးလာပို့တဲ့စာကလည်းထူးဆန်းစွာနဲ့ဖွင့်ဖောက်ထားတာကိုတွေ့ခဲ့ရပါတယ်။စာထဲမှာတော့အမတ်ချန်ပင်ကဒီဟာနဲ့မဆိုင်တဲ့ယာတီဥရုပိုင်းဆန်ရာတွေကိုသာဖွဲ့ဖွဲ့နှဲ့နှဲ့ရေးသားထားခဲ့ပါတယ်။ရောင်စူရာကတော့ရှမ်းရောင်ထန်းစောတဲ့နတ်တော်တစ်ခုဖြစ်ပြီးပြည်တိုင်းကဒီမှာပဲနတ်တပ်ပွဲကိုထုံတန်းအစဉ်လာအရာကျင်းပပြုလုပ်ကြရပါတယ်။ကျမ်းမင်းသားနဲ့အတူမဲတော့ပြည်မားကလည်းရောင်မျိုးတော်စီကိုနတ်တပ်ပွဲအတွက်ရောက်ရှိနေခဲ့ပါတယ်။ နတ်တပ်ပွဲကိုဘာကြောင့်ရှောင်းမှာပဲပြုလုပ်ခဲ့ရတာလဲဆိုတော့ရှောင်းမှာပဲချဏန်ကန်ရဲ့ဘရင်အပါ30ကအိဆက်အနားယူနေကြတာကြောင့်ပါဘရင်အပါ30စလုံးကိုဘရင်အသေးကမျက်နှာပြပြီးတိုင်းပြည်ကိုအကောင်းဆုံးကာကွယ်သွားပါမယ်ဆိုတဲ့ကတိကိုပေးရပါတယ်နတ်တပ်ပွဲကိုတော့ချင်းညံနဲ့တော့မှပြုလုပ်ခြင်းပါမှန်မျိုးဖြစ်ပြီးအကုန်လုံးကလည်းပြင်ဆင်စရာရှိတာကိုပြင်ဆင်နေခဲ့ကြပါတယ်ဒီနတ်တပ်ပွဲကိုနိုင်ငံကြီး6နိုင်ငံကတာဝန်ရှိအမတ်တွေအကုန်လုံးကတက်ရောက်လာခဲ့ကြပါတယ်အမတ်တွေအပြင်လူပွေးနဲ့မဲတော်မီပြားတို့ကပါစံမင်းသားရဲ့နန်တပ်ပွဲမှာရောက်ရှိနေခဲ့ကြတာပါ ဒီလိုနဲ့နန်းတက်ပွဲကိုစတင်ခဲ့ကြပြီးကျမ်းမင်းသားရဲ့အရှိန်အဝါတွေကထွန်းလင်းတောက်ပါနေခဲ့ပါတယ်။ရှမ်းရောင်ကိုကျူးကျော်သိမ့်ပိုင်မဲ့အိုင်နိုင်ငံရဲ့စစ်ကြောင်းကလည်းဟန်ကူတိုင်းကိုတော့တစိကောင်းအတုကိုအသုံးပြုပြီးဖျက်ချော်လာခဲ့ကြပါတယ်။နန်းတက်ပွဲကတော့စတင်နေခဲ့ပြီးကျမ်းမင်းသားကိုချင်းတိုင်းပြည်ရဲ့32ရောက်မြောက်ပရင်အဖြစ်တရားဝင်သတ်မှတ်ပေးလိုက်ပါတယ်။ချွတ်ချောင်းနဲ့တို့ဘရင်တိုင်းရဲ့ဝိညာဉ်တွေကလည်းကျမ်းမင်းသားရဲ့လုံဆောင်နိုင်စွမ်းကိုဆက်လက်စောင့်ကြည့်နေကြပါဗျ။မဲတော်မီဘုရားကတော့ထူဆန်းမှုတစ်ခုကိုခန်းစားလိုက်ရပါတယ်။ ဘာလို့ဆိုချင်းတိုင်းပြည်ဘက်ကမဲတော်မီဘုရားရဲ့တိတိပုံကလေးကိစ္စကိုမသိသေးတာမျိုးဖြစ်ပြီးဒီသတင်းကိုလူပဝေးဖျန်းခဲ့တာကိုရေးစာမိခဲ့ပါတယ်။ IAS ရဲ့ကြောင့်မှအင်အားတပေါင်းလောက်သာရှိခဲ့ပေမဲ့လူပဝေးကနောက်ထပ်အင်အား2000ကိုပါထပ်ပေါင်းထည့်ပေးထားတာကြောင့်စုစုပေါင်းအင်အား3000လောက်ဟာရှမ်းရောက်ကိုတိမ့်ပိုက်ဖို့လန်တဝက်ကိုရောက်ရှိနေခဲ့ကြပါတယ်။အိုင်စစ်ကြောင်းကရှမ်းရောက်ကိုတိမ့်ပိုက်နိုင်ခဲ့မယ်ဆိုရင်တောင်လူပဝေးရဲ့အင်အား2000လောက်ကအိုင်ရဲ့အင်အား1000လောက်ကိုအလွယ်တကူချေမှုန့်ပြနိုင်ပါတယ်။နောက်ဆုံးမှာတော့ဂျမ်မင်သားကိုအပြည့်ရှင်းပြီးလူပဝေးကထီနက်ကိုတိမ့်ပိုက်ဖို့ပြင်ဆင်ထားခဲ့ပါတယ်။ အချိန်မဆွဲကျင်တဲ့အရက်တသား3000လောက်ကချင်းနိုင်ငံရဲ့စစ်ဆေးမေးမြန်းရေးတသား3000လောက်ကိုအပြန့်ရှင်းပြလိုက်ကြပါတယ်။ဒီသတင်းကနန်းတက်ပွဲစီကိုပါရောက်လာခဲ့ပြီးတော်ဝင်တစ်စိတ်တုံးကိုအလွဲသွန်းစားလုပ်တဲ့ကိစ္စဟာအခက်မသိရင်ရှမ်းရောက်ကိုသိမ်းပိုက်ပြီးတနိုင်ကလုံးကိုပါထိချုံနိုင်တာကြောင့်တော်တော်လေးအန္တရာယ်များလွန်လာပါတယ်။ဒါကြောင့်လူပဝေးကမတ်တပ်ထရက်ပြီးနန်းတက်ပွဲကိုရက်စဲကရှမ်းရောက်ကိုပြန်လည်ခုခံဖို့အမိန့်ပေးလိုက်ပါတယ်။ကျမနာကတော့လူပူဝေးရဲ့စကားကိုမထောက်ခံခဲ့ဘဲနဲ့နန်တပ်ပွဲကိုပြီးအောင်ကျင်းပပြီးခါကြမှာရှမ်းရောက်ကိုကာကွယ်ဖို့ဆုံးဖြတ်ခဲ့ပါတယ် ကျမ်းမင်းသားဘန်မှာအိုင်တိုင်းပြည်ရဲ့ကျူးကျော်မှုကိုကြိုတင်သိရှိထားတာကြောင့်စိတ်အေးလက်အေးနဲ့နန်းတပ်ဘွဲကိုဆက်လက်ပြုလုပ်ခဲ့ပါတယ်။တစ်ဖက်မှာလည်းချင်းစစ်တီတွေအချင်းချင်းပြန်လည်တိုက်ခိုက်နေကြရပါတယ်။နောက်ဆုံးမှာတော့အိုင်တိုင်းပြည်ဘက်ကချင်းတိုင်းပြည်ရဲ့စစ်တီတွေအကုန်လုံးကိုအနိုင်ရရှိသွားခဲ့ပါတယ်။ဖောင်ဂျီကတော့အញ្ញံခံလာတဲ့ချင်းစစ်တီတွေအကုန်လုံးကိုကောင်းဖြတ်စေခဲ့ပါတယ်။အိုင်ဘရင်ကတော့အញ្ញံခံတပ်သားတွေကိုအသက်ချမ်းသာခိုင်းခဲ့ပေမဲ့ဖောင်ဂျီကတော့အကုန်လုံးကိုအပြည့်ရှင်းပစ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ရှမ်းရောက်နန်းတော်စီကိုဆက်လက်ချီတက်လာခဲ့ကြပါတယ်။ လူပဝေးကတော့ဂျမ်းမင်းသားရဲ့ဆုံးဖြတ်ချက်ကိုမေးခွန်းထုတ်ချင်တာကြောင့်အသေးစိတ်ကြကြမေးမြန်းခဲ့ပါတယ်။ဂျမ်းမင်းသားဘက်ကလည်းဒီအခြေအနေတွေအတွက်ကြိုတင်ပြင်ဆင်ထားခဲ့ပြီးသူပြင်ဆင်ထားတဲ့အရာကတော့ fishing တပ်ဖွဲ့ပဲဖြစ်ပါတယ်။ရှင်းတဲ့လျောင်ပြောတော့ဦးဆောင်လာတဲ့ fishing တပ်ဖွဲ့ရဲ့တပ်ခွဲတစ်ခုဟာဂျမ်းမင်းသားလီယိုဝဲထားတဲ့တပ်သားတစ်တောင်းနဲ့တွားရောက်တွေ့ဆုံနေခဲ့ပါတယ်။လီရှိကတော့ဂျမ်းမင်းသားပြောတဲ့စကားဟာမဖြစ်နိုင်တာကြောင့်လူပဝေးကိုအချက်ပြလိုက်ပါတယ်။ ဒါကြောင့်လူပိုရေးကဂျမင်သားဝတ်ထားတဲ့စစ်ကြောင်းရဲ့ဒီနေရာကိုမေးမြန်းခဲ့သည်ဂျမင်သားကတော့ဇွေးတက်တာ1000လောက်ကိုဝေမြစ်ထဲမှာဝတ်ထားခဲ့တာဖြစ်ကြောင်းပြန်ရှင်းပြခဲ့ပါတယ်။အတူတူတိုက်ပွဲဝင်ခဲ့ကြတဲ့ဇွေးတက်သားတွေနဲ့ဖရရှင်တက်သားတွေကတော့အိုက်စစ်ကြောင်းကိုခုခံဖို့အတွက်စူဝေးပေါင်းစုံခဲ့ကြပါတယ်။တက်သားတောင်းကအိုက်စစ်ကြောင်းကိုပိတ်ပင်တားဆီးမယ်ဆိုတဲ့သတင်းကို FOG ကလည်းကြားသိလိုက်ရပါတယ်။ဒါကြောင့်တက်သားတောင်းကိုဖြည့်ရှင်းဖို့ရောင်းဒီကိုအမိန်ပေးလိုက်ပါတယ်။ရှင်းတဲ့အတူတက်သားတောင်းကတော့လှေတွေကိုအသုံးပြုပြီးမြစ်ကိုဖြတ်ကျော်နေခဲ့ကြပါတယ်။ ဒီအချိန်စစ်သူကြီးရောင်းဒီကရှင်ဦးဆောင်နဲ့တပ်သားတပေါင်းကိုဝန်ရောက်စီးနှင်တိုက်ခိုက်လာခဲ့ပါတယ်။ရောင်းဒီဘက်ကများတွေကိုအုံပြပြီးတိုက်ခိုက်နေတာကြောင့်လေပေါ်မှာပဲဓာိုင်းတွေကိုအုံပြပြီးကန်ဆက်တီချောင်းအောင်ချီတက်လာခဲ့ကြရပါတယ်။ရှင်ကတော့လေတိုင်းလေတိုင်းကိုပူးကက်ပြီးတစ်ခုနဲ့တစ်ခုထပ်ထားကအကာအကွယ်ကိုလုံးချုံအောင်ရယူထားခဲ့ပါတယ်။လော်တဲ့လူကလော်ကားတဲ့လူကကားထားပြီးထရီကန်ပုံစံအတိုင်းကန်ဆက်ထိရှင်းလို့ချီတက်သွားခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ကန်ဆက်ကိုရောက်ရှိသွားတာကြောင့် Friction တပ်သားတွေဟာမြားရီနဲ့ပြန်လဲတက်ခတ်ချီပုံနိုင်ခဲ့ပါတယ်။ ရှင်းကလည်းသူ့ရဲ့လှံကိုဆွဲရက်ပြီးရောင်းတည့်ရဲ့တသားတွေကိုခြေမုံပစ်လိုက်ပါတယ်။နန်းတက်ပွဲမှာတော့ရှမ်းရောင်နန်းတော်တိုက်ခိုက်နေရပြီဆိုတဲ့သတင်းကရောက်ရှိလာခဲ့ပါတယ်။ရှင်းဦးဆောင်တဲ့တသားအစီအတွက်ကတော့ရောင်းတည့်ကြောင်1500လောက်ကိုဆုံးရှုံးခဲ့ရပါတယ်။ရှင်းကလည်းဝေတန်းပြည်ကိုဆက်လက်ထိုးဖောက်နေတာကြောင့်သူ့ရဲ့တပ်သားအရေအတွက်ကိုတထောင်လောက်တာယူဆောင်လာခဲ့ပါတယ်။ဒါကတော့အကိုဘီရဲ့ကွန်မန်ဒါရှန်လူဖြစ်ပြီးအကိုဘီကရှင်းနဲ့အတူရှမ်းရောက်ကိုသူ့အစားကာကွယ်ပေးဖို့လာရောက်တောင်းဆိုထားခဲ့တာမျိုးဖြစ်ပါတယ်။ တပ်သား2000လောက်ကတော့ရှမ်းရောက်ကိုဝင်ရောက်စီးနင်းနေကြတာကြောင့်ရှမ်းရောက်နေတော့မှဆိုရင်ဝေရုံသုံးကားတွေဖြစ်ကုန်ကြပါပြီ။အဆိုးဆုံးကတော့ကျမ်းမင်းသားရဲ့ကလေးဖြစ်ပြီးရှင်အောင်မင်းကလေးကိုဝေကျူးလို့ခေါ်တဲ့ကုကုံတယောက်ကလာရောက်ကူညီပေးနေခဲ့ပါတယ်။ရှောင်းမင်းကလေးကတော့ဘာပဲဖြစ်လာဖြစ်လာကျမ်းမင်းသားရဲ့ကလေးငယ်ကိုရောက်အောင်ကဲတင်ဖို့ဆုံးဖြတ်ထားခဲ့ပါတယ်။နောက်ဆုံးမှာတော့အိုင်တိုင်းပြည်ရဲ့တပ်သားတွေကရှမ်းရောက်နန်းတော်တွေကိုထိုးဖောက်ဝင်ရောက်လာနိုင်ခဲ့ပါတယ်။ရှင်းကလည်းသူတို့ဘာကြောင့်ရှမ်းရောက်ကိုအချိန်မီရောက်လာနိုင်ခဲ့တယ်လဲဆိုတဲ့မေးခွန်းရဲ့အဖြေကိုဖြေပေးခဲ့ပါတယ်။ ဆံမဲတယောက်လျှောက်ပြောကိုပို့လိုက်တဲ့စာထဲမှာယာတီဥရုအကြောင်းကိုရေးသားထားခဲ့တာဟာရှင်ရောက်ဒုက္ခရောက်နေပြီဆိုတဲ့သဘောကိုရည်ညွှန်းတာမျိုးဖြစ်ပြီးတသားတထောင်နဲ့အတူရှင်ရောက်ကိုခြေတက်လာခဲ့ကြတာဖြစ်ပါတယ်။ရှင်ရောက်ဂိတ်ကိုဖွင့်ပေးခဲ့တာဟာလူပဝေးရဲ့ဘတ်တော်တက်သားတွေပဲဖြစ်ပါတယ်။ရှောင်မျိုးတော်မှာလည်းကျမ်းမင်းသားရဲ့နန်းတက်ပွဲအရေးကြီးတဲ့အဆင့်တွေကိုသာဦးစားပြီးလှုပ်ဆောင်ရင်းအောင်မြင်စွာနဲ့တည်မြောက်သွားခဲ့ပါတယ်။အခမ်းအနားပြည့်စုံသွားတာနဲ့တပြိုင်နက်ခြံဝန်းကရှင်ရောက်ကိုအကူပီနဲ့အတူပြန်လဲကာကွယ်ဖို့ပြင်ဆင်လိုက်ပါတယ်။ ရှမ်းရောက်မှာလဲရှင်းတဲ့အတူတသားတသောင်းခန့်ရှိတဲ့စစ်ကြောင်းကြီးကအိုက်တန်းပြည်ရဲ့ကျူးကျော်စစ်ကိုအကောင်းဆုံးတားဆီးကုန်ကြပါတယ်။နန်းတွင်းမှာလဲအမတ်ချန်ပင်ရဲ့အနက်ရောင်အထူတပ်ဖွဲ့ကရန်သူတွေကိုအကောင်းဆုံးခုခံထားခဲ့ပါတယ်။ဒီအချိန်အမတ်ချန်ပင်ကခြံဝန်းနဲ့တူနေပြည်တော်ကိုတွားရောက်ကာကွယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဆလိုချင်းတဲ့သဘောကတော့အမတ်ချန်ပင်ကလူပွေရဲ့လောင်ရိပ်ကနေရုံထွက်ပြီးသူယုံကြည်ရတဲ့ကြမ်းမင်းသားနဲ့အတူပူးပေါင်းလိုက်တာမျိုးဖြစ်ပါတယ်။လိရှိကတော့အမတ်ချန်ပင်ရဲ့ရွေးချယ်မှုကိုပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပါတယ်။လူပွေကတော့စတဲ့နေလုံးလုံးအတူတူရှိနေခဲ့တဲ့ချန်မင်းကိုနှုတ်ဆက်ခါ သူဘေးမှာလူတယောက်ရော့သွားလဲအရာရာဟာမပြည့်စည်သေးကြောင်းပြန်ပြောခဲ့ပါတယ်။အမတ်ချံဘေးကတော့ခြံဝန်းနဲ့အတူနေပြီးတော့ကိုသွားရောက်ကာကွယ်ဖို့ထွက်လာခဲ့လိုက်ပါတယ်။အမတ်ချံဝန်းကအမတ်ချံဘေးကိုကျမ်းမင်းသားဘက်ကနေရက်တီပြီးသူ့ကိုကူညီပေးခဲ့တဲ့အတွက်ကြောင့်ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ရှမ်းရောက်မှာတော့အဓိကခန့်စစ်ကြောင်းကိုရှစ်တယောက်ထိုးဖောက်တဲ့နေရာမှာအချင်းအရန်ကြာနေတာကြောင့်ရန်သူတချို့ကနန်းတော်တွေကိုထိုးဖောက်နေကြကြပါတယ်။ဒါကြောင့်ရှင်းကတသားအလုံးကိုအခုတိုက်ပွဲမှာအချင်းကြာလာတာတဲ့အမျှကျမ်းမင်းသားရဲ့သမီးတော်ကိုဆုံးရှုံးရနိုင်ခြင်းများလာတာကြောင့်အစမ်းကုန်ကြိုးစားတိုက်ခိုက်ကြဖို့စီရင်ခဲ့ပါတယ်။ အကုန်လုံးကလည်းရှင်းတဲ့အတူကျမ်းမင်းသားရဲ့မိသားစုကိုကာကွယ်ဖို့ရန်သူတွေကိုအပြင်းအထန်တိုက်ခိုက်ချေမှုန်းခဲ့ကြပါတယ်။ကုံကုံကတော့ရှောင်းမင်းကလေးကိုအရေးပေါ်ထွက်ပေါက်စီကိုခေါ်ဆောင်သွားခဲ့ပါတယ်။ဒါကတော့ဖောင်းဦးကြီးရဲ့သားဖြစ်သူလီယိုကြီးဖြစ်ပြီးနန်းရဲကလူတွေကိုရဲရဲဆက်ဆက်ရှင်းလင်းနေခဲ့ပါတယ်။ရှင်းတို့ရောက်သွားတဲ့အချိန်မှာတော့ရှမ်းရောက်နန်းတော်ကြီးကပြားချနေခဲ့ပါတယ်။ရှင်းကတော့ရှမ်းရောက်နန်းတော်ရဲ့တိဆောက်ပုံကိုကောင်းကောင်းကြီးနားလည်ထားတာကြောင့်တပ်သားတွေကိုဦးဆောင်ထားနိုင်ခဲ့ပါတယ်။လူပူဝဲနဲ့ကျမ်းမင်းသားတို့ကတော့အနိုင်အရှုံးကိုစိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းရင်စကားလက်ဆုပ်ကြနေခဲ့ကြပါတယ်။ လူပူအေးကတော့အလဲတိုင်းပြည်ကိုပြန်လဲစုစည်းမယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးချန်မင်းသားကိုမေးမြန်းနေခဲ့ပါတယ်။ဒီအချိန်ကြားမှာလီရှိ၊ခိုင်ဆယ်၊မဲရော့ကြီးနဲ့လီယိုယူတို့ကဟော့ဂန်တဲ့ကိုဝင်လာခဲ့ကြပြီးလူပူအေးနဲ့ချန်မင်းသားတို့ရဲ့စကားဝိုင်းကိုနားထောင်ခဲ့ကြပါတယ်။လူပူအေးဟာချွန်းချောင်ရဲ့ပုံကံမှုကနေစတင်ပြီးချွန်းချောင်သေးဆုံးသွားတဲ့အချိန်ဒီနောက်ွယ်ကနေကျူးကန်ခဲ့တဲ့လူတစ်ယောက်ဖြစ်တယ်လို့အခုလဲအိုင်တိုင်းပြည်ရဲ့ကျူးကျော်မှုကိုဖန်တီးခဲ့တဲ့တရားခံတစ်ယောက်လည်းဖြစ်ပါတယ်။ရှင်းတို့ကတော့အတွင်းနန်းတော်တွေကိုရောက်ရှိဖို့ဂိတ်ပေါင်းများစွာကိုဖြတ်ကျော်နေခဲ့ကြပါတယ်။လောကကြီးအကြောင်းကိုအေးအေးဆေးဆေးဆွေးနွေးကြတဲ့စကားဝိုင်းမှာ လူပူဝေးကသူမြင်တဲ့အတိုင်းအရှည်ဆုံးချပြခဲ့ပါတယ်။လူပူဝေးကတော့ကဘာကြီးကိုငွေကြေးနဲ့ပဲပြောင်းလဲမယ်လို့စကားအစားချီလာခဲ့ပါတယ်။လူပူဝေးရဲ့ဘဝအစောပိုင်းမှာလက်နက်တွေကိုကုန်သွယ်ရှားဝယ်ရဲ့ပတ်စံရှာဖွေနေခဲ့တာဖြစ်ပါတယ်။သူရောက်ချတဲ့လက်နက်တွေကိုအသုံးပြုပြီးအသက်ပေါင်းများစွာကိုစည်နေတယ်ဆိုပေမဲ့သူကတော့ငွေရဲ့ညနာတစ်ခုတည်းကိုသာကြည့်ခဲ့ပါတယ်။ဒါကြောင့်လည်းလူပူဝေးကနာမည်ကြီးကုန်သွယ်တယောက်ဖြစ်နေခဲ့တာပါ။လူပဝေးနားလဲထားတဲ့လူလောကဆိုတာကအရာတစ်ခုကိုပိုင်ဆိုင်ဖို့အရာတစ်ခုနဲ့လဲလှယ်ရတဲ့ဆိုရင်ဏိယာမတစ်ခုပဲဖြစ်ပါတယ် ဒီလိုနိယာမကိုတားဆီးပိတ်ပင်ဖို့ဥပဒေတွေဘာသာရေးတွေနဲ့ထိကွတ်ထားတယ်ဆိုပေမဲ့အပြည့်အစုံတော့မထိချုံနိုင်ခဲ့ပါဘူးလူပိုးရေးကတော့ငွေကြေးကိုအကောင်းဆုံးစီမံပြီးစစ်ပွဲမရှိတဲ့ကဘာကြီးကိုဖန်တီးဖို့ကျမ်းမင်းသားရဲ့ပလင်ကိုလိုအပ်နေခဲ့ပါတယ်ကုန်စီလဲလဲမှုအကြောင်းကိုနှောကျင်နေတဲ့လူပိုးရေးကတော့ချင်တိုင်းပြည်ကိုဆယ်စုနှစ်တခုအကွင်းမာတဲ့ချမ်းသာကြွယ်ဝအောင်လှုပ်ဆောင်ပေးမယ်လို့အာမခံခဲ့ပါတယ်